အခုကဘာကြီးမှာဘာသာတရားတွေ क्वे ပြားနေတာအကြောင်းမှန်ကိုမသိလို့ क्वे ပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေ क्वे ပြားနေတာကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲရှားတတ်တော်တွေကဘယ်ကရောက်လာတာ အကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစစ်မှန်အကြောင်းတရားသည်တိတ်ပြီးတော့နက်နဲလို့လက်လမ်းမမီတော့မမြင်နိုင်ဘူးမမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်သာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားကိုပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ် လောကကြီးမှာကဘာကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆံရအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်သူဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှားရွံ့တဲ့အယူဆက်တည်းပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ် မမှန်မကန်တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဘဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲဟောတကယ်ဖန်ဆင်းတာမှမဟုတ်ပဲအဲ့ဒါမှဝိသမဟိတုဒိဋ္ဌိတယ်အဲ့ဒါကိုလက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့ အလေးမစင်စားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် costless ဘာကြောင့်မှမရှိသူကသူဖြစ်တာလို့ပြောကြတယ်အဟိတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟိတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိ သူ့ဟာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုံကတစုကပေါ်လာ။ဩဒီအကြောင်းတရားရှာရင်နဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်။မြတ်စွာဘုရားကအကြောင်းတရားကို ရှာပြတယ်။ဘာနဲ့ရှာပြ?ပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြ။သစ္စာ၄ပါးနဲ့ရှာပြ။မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအားဖြင့်ဘာကိုဟောတော့သစ္စာလေးပါးခေါ် ောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တုံးဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်တီးเสียအကောင်းပြီးခဘာမှမရှိဘူးလို့ပြောအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အ낵ကခုတ်စိတ္တမမှန်ကန်သည့်အတွက်ယုံမုန်းเสียကောင်းတယ် ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြညာဘူးတော်တော်များများကတော့ suffering လို့ပြညာတယ်မှန်ကန်တဲ့အတိပ္ပယ်ကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ပြုပြန်လို့ဆို unsatisfactoryness ကျင့်နေဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် ဆဖားရင်တို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဝါရီလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုတော့ဘုရားဝါရာကဒုက္ခကြီးကိုကြည့်နေတဲ့ဝါရာကြီးလို့ဆိုပြီးပက်စမစ်ဇင်လို့ထင်မှာကုန်ကြတာအဆိုးမြင်ဝါရာကြီးလို့ဒီလိုထင်နေကြကြမဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါရာကြီးဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကသူ ခြေနှက်ဆရာမကောင်းဘူးခထင်တဲ့အတိုင်းတခုမှမရှိဘူးမယောက်ျားလို့ထင်တယ်မရှိဘူးယုံတဲ့နာမည်ရှိနေတယ်မိမလို့ထင်တယ်ယုံတဲ့နာမည်ရှိနေတယ်သူလို့ထင်နေတယ်မရှိဘူးငါလို့ထင်နေတယ်မရှိဘူးတကယ်ရှိနေတာယုံတဲ့နာမည်ရှိတယ်ဟာဒီ illusion ကို ဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာဟဲ့လားပြောရလေသူတို့ကသူတို့ဘာသာကိုကိုးကွယ်တဲ့ပုံကမှာကြည့်တယ်မှာ ဟိုဟုတ်ကွယ်မကတင်ဘူးပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါသူကရုဏာတရားမေတ္တာတရားကဘလို့ကြီးတော်ဘောသူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလောက်ကြံတဲ့ဒေဝတက်ကိုတော့မှမေတ္တာထားနိုင်တယ်လေဆိုတော့ကဘုရားမှန်ရင်မေတ္တာတရားဟာတတ်တာမပြောချင်တာနော်သူတို့ဘုရားဆိုရင်ဒါမေတ္တာမျက်တာတယ်လေတားတော်ရာဟုလာပေါ်မှာထားတဲ့မေတ္တာနဲ့စေစမာနဲ့တို့ဒေဝတက်တို့ပေါ်ထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီကောင်ကလောက်ကြံတဲ့ဒေဝတက်ဟာမထားနိုင်ဘူးဘုရားမရှိပါဘူးအာတားတော်မို့လို့ပို့ထားမယ်မရှိပါဘူးတန်းတူပဲအဲ့တော့အခု သူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုယ်ကလေးသူကိုမကက်တင်ပါမကိုယ်ကွယ်တော့ကက်ပတင်ကိုပြစ်ထားမှာသူကငါမကိုယ်ကလေးကောင်သွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော်အဲ့တော့ဘုရားသခင်ငယ်မေတ္တာတရားဟာတော်များတာဘူးပေါ့နော်ဟုတ်အဲ့ဒါဆရာကြီးကပြောနေတာအာလူတွေစဉ်းစားမပြတာနော်အဲ့မဲ့လောကကြီးကမတန်ရင်နဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားသူတွေတော်တော်အားနေတယ်အခြားတဲ့ကိစ္စတွေမှာသာတော်ရင်တော်ကြမယ်ထမြင်ထမြင်ကြမယ်မတန်ရင်နဲ့ပတ်သက်လာရင်သိမစဉ်းစားကြဘူး ဟိုကျွန်တော်ကရိုးရကိုမကြုံနိုင်တာပြောတာ tradition နဲ့ပေါ့နော်ရှင်းဘိုးဘွားအစစက်ကယုံကြည်မှုတစ်ခုကိုမကြုံလုံးနိုင်ဘူးအဲ့ဒီကိုဘောင်ကြုံကြီးမတွေးနိုင်ဘူးသိလားအဲ့လိုတွေးလိုက်ရင်ဝရဲကြီးတို့လိုဘာလို့ပေါ့နော်အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေဘောင်ကြော်ပြီးမတွေးတတ်ဘူးပေါ့နော်အဲ့ဆန်းနေရာတွေမှာသာစံတမ်းမှုတွေသူ့တေသနာတွေရှားပွေမှုတွေလုပ်ကြတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လုံးကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ ဒါကြောင့်လေလောကကြီးမှာဗုဒ္ဓဘာသာအင်အားနည်းတယ်လေနော်အချို့အဲဒီဟိုတခါတော့ကအိန္ဒိယသူ့ပြည်ကချင်းတယောက်အဲ့ဒါပြောတာပေါ့ချင်းပြားဗုဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ဘာလို့ကကိုယ်ကရမှာပေါ့သူကလည်းတရားလို့ပြောတာတရားတယ်ဘာဖြစ်လို့ဗုဒ္ဓဘာသာမကိုယ်ကွယ်တယ်လဲအဲ့ဒါမှန်လို့ပေါ့သူကသူကသိလားသူကဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပေါ့တယ်ကိုယ်ကလည်းများတယ်လေသူကအဲ့များတာကိုမှန်တယ်လို့တာသူကမဟုတ်ဘူးလို့အဲ့ဒါကဲနေကြတာလို့ခေါ်တယ်ညာမျက်စိကဲနေတာလို့ နော်ပြောရတာအမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ကိုကိုကဲသူကများသွားတာသဘောပေါ့ဗောနော်အကြောင်းဆိုတာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြပြတာသူကသူအဲ့လိုမျိုးကောက်ချက်ချတာပဲသူကဟိုတော့ဘာသာတကယ်မှန်တယ်ကမလုံးကိုကဲရမှာဗောတဲ့အဲ့တော့ဥပကထာဝရဘုရားသခင်ကမှန်လို့ထာဝရဘုရားသခင်ကိုကဲတဲ့ပုဂ္ဂိုလ်ကများနေတာဗောတဲ့သူအဲ့လိုသူပြောတာဗောအဲ့လိုမျိုးပြောလို့မရမလဲလို့သူပြောတာသူနော်ဒါသိပ္ပံပညာရှင်တွေယုံနေတာသိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာသူကသလား ။ရားနေရာမှာသူတော်ပြီမဲ့ဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့ဘူး။အဲလိုမျိုးဖြစ်သားပေါ့နော်။ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားပြွေးခွာမှုကအလွန်အားနည်းတယ်။အားနည်းတော့သူမစ္စာပြားတဲ့ကလည်းပြောတယ်မလား။သင်စီစီအကြီးပြောတယ်လေ။နော်ညံရှိတဲ့သူတွေခေါင်းမပေါ်ရစီသွား။ညံမရှိတဲ့သူငါစီလာလိမ့်မယ်ဆိုတာပြောတာပဲလေ။အဲလောကမှာကစဉ်းစားမှုကအတော်အားနည်းကြတယ်။ပြင်အလွယ်လိုက်ကြတာကိုနော်ဘုရားဘာသာကခတ်တယ်လေငါဘာသီလာတွေထိန်းရတယ်စောင့်သိမှုတွေများတယ်ပြင်ဘုရားကလည်းမကယ်တင်ဘူးလေ ကဲလို့ကဲကဲလို့မရလို့မကဲတာလေနော်။အဲ့ဒါနဲ့စဉ်းစားကြည့်ရင်ပေါ်ပါတယ်ကဲလို့မရအောင်ဆိုတာပေါ်ပေါ်လင်းပါတယ်နော်။လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကဲလို့မရအောင်အဲ့လိုမလား။ဥပဒေကအမိန့်ချလိုက်ပြီဆိုရင်သွားတာပဲလေနော်။ဒါချင်းချင်းချားတယ်လေဒါ။လောကဥပဒေတစ်ခုတောင်မှကဲလို့မရတဲ့ဥစ္စာကိုဘာမှပြစ်ဒဏ်တစ်ခုဘယ်လိုလုပ်ကဲလို့ရမှာလဲနော်။အခုအခုသူတွေကအကျိုးပေးတယ်ဆိုတာကဘုရားရဲ့တခင်ကတန်ခတ်တာမဟုတ်ဘူးနော်။သူတို့စီမှာကတော့ဒါဘုရားတခင်ကတန်ခတ်တာလို့ပြောတာဘူး။ ဘုရားမှန်တာမှာကဘုရားကနန်းခတ်တာမဟုတ်တဘာဝတရားနန်းခတ်တာဟုတ်လားလို့ထုတ်ထားတဲ့အကုသိုလ်တဘာဝတရားကသူ့ကိုထံပြန်ခတ်တာပဲအဲ့တော့အကုသိုလ်ကြောင့်ဖြစ်တဲ့တဘာဝထံကိုတော့ဘလို့မှအဝယ်လို့မရအောင်နော်တဘာဝဘေးရန်တွေကိုကဝယ်လို့မရအောင်ဒီနေ့ကိုယ့်ဘဝပဲကြည့်လေဘုံတိုင်းဘေးဒဏ်နေဟုတ်တယ်မလားနော်တဘာဝဘေးရန်တွေကိုကဝယ်လို့မှမရပဲနော်ခံရကြခံရတာပဲလीနော်အဲ့လိုဒါဘာမှမဟုတ်တဲ့တဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေးအန္တရာယ်တော့မှခံရသေးတယ်ဆိုရင်အကုသိုလ်ရဲ့တဘာဝ အဲ့နေရာတွေကိုခံရမှာပဲနော်အဲ့ဒါကြောင့်ဦးဇင်းတို့တရားသခင်ကတာဝန်ယူပြီးလို့မရတော့မယူခြင်းလို့မဟုတ်ဘူးမယူပြီးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်လို့ပါတယ်နော်တချို့ကဗုဒ္ဓဘာသာဘာမှတာဝန်မယူဘဲကောင်းမလဲဟိုမှာတာဝန်ယူတာကောင်းတာပေါ့ဆိုတော့အဲ့လူကြီးကြိုက်သွားတာနော်တကယ်အဲ့ဒါဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်